ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសជុលလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ကတော့မနေ့ကမှနိုင်ဝဲရယူထားပြီးတဲ့နောက်ပိုင်းပါဒီနေ့မှပဲသူ့အနေနဲ့နောက်ပွဲရရှိသွားပြီလို့ပြိသက်ဒီစီချပြလိုက်ပါတယ်ကျွန်တော်အပေါင်းဝင်ပြိသက်တွင်တော်များများလည်း Joshua Van အခုလိုချပြလိုက်တော့အံ့အားသင့်သွားကြမယ်ထင်ပါတယ်ကျွန်တော်အနေနဲ့မြင်မြင်လေးဆိုရင်မျက်လုံးတော့ပြူးသွားပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကိစ္စဂျုံတော့ဂျုံခဲကိစ္စပါ နေရာမှာပွဲစဉ်ထိုးသက်ထားတဲ့ fighter ဒီနေ့မှာပဲနောက်ပွဲရသွားပြီဆိုတာကြီးကတကယ်ကိုအံ့အားသင့်စရာကောင်းပါလိမ့်။ fan promotion ကဘယ်လောက်တိသဘောချနေလဲဆိုတာဒီအချက်ကိုကျင်သိတာပါလိမ့်။ Joshua Van ကတော့တာသိခင်ကပဲသူ့ရဲ့လူမှုကွန်ရက်ဆာမီနာကနေ fight new commencement ဆိုပြီးတင်လိုက်တာပါ။မကြာခင်မှာသူ့ရဲ့ပွဲသတင်းထွက်လာတော့မယ်လို့ပြောဆိုသွားပါလိမ့်။ကျွန်တော်တို့ပြည်သက်တွေနေနဲ့လည်းတော်တော်ကြီးရင်ခုန်မဲ့ထင်ပါတယ်။ Joshua Van အခုလိုခြားပြလိုက်တဲ့အချက်ကြောင့် Joshua Van ရဲ့ပွဲကဘလို့ဖြစ်မှာမလဲဆိုတော့ကျွန်တော်တို့နေနဲ့စိတ်ဝင်စားစရာကောင်းပါတယ်။ ဂျောရှွာဗန်ကတော့သူ့အနေနဲ့မနေ့ကဘရူနိုဆေးဗန်နဲ့ပွဲပြီးမှသူ့အနေနဲ့လာမယ့်စက်တင်ဘာလမှာကျင်းပမယ့် UFC ပွဲစဉ်မှာဘရန်နန်မိုရီနိုနဲ့ထိုးသက်ချင်တယ်လို့ပြောဆိုထားပါတယ်ဘရန်နန်မိုရီနိုနဲ့ဂျောရှွာဗန်တို့ကိုတကယ်များ UFC ကပွဲတက်ပေးလိုက်ပြီလားဆိုတော့လေတကယ်ကိုစိတ်ဝင်စားစရာကောင်းတာပါဒါပဲဖြစ်ဖြစ်ပါဂျောရှွာဗန်ကတော့တကယ်ကိုပွဲတွေခက်စိတ်စိတ်ထိုးနေရပြီးအခွင့်အရေးတွေအများကြီးရနေတယ်လို့ပဲဆိုကြည့်ချင်ပါတယ်ခင်ဗျဂျောရှွာဗန်အနေနဲ့လည်း လာမယ့်ပွဲမှာဘလူးဘဲဖိုက်တာနဲ့ရင်ဆိုင်ထိုးသက်ရမယ်ဆိုတာဒီချိန်မှာတကယ်ကိုယဉ်ခုန်စရာကောင်းပါတယ်ပရိသတ်တွေအနေနဲ့ရောဘသူနဲ့ထိုးသက်ရမယ်ထင်ပါသလဲဂျိုရှွာဘန်အနေနဲ့မနေ့ကစိန်ခေါ်ထားခဲ့တဲ့နံပါတ်1နေရာမှာရက်တည်နေတဲ့ UFC Flyweight ချန်ပီယံဟောင်းဘရန်နန်မိုရီနိုနဲ့ထိုးသက်ရမယ်လို့ထင်လားဒါမှမဟုတ်တခြားဖိုက်တာတဦးနဲ့ပွဲထိုးရမယ်လို့ထင်မြင်ယူဆမိပါသလားခင်ဗျာ ကျွန်တော်အနေနဲ့တော့ဂျော်ရှွာမန်အနေနဲ့ top 10လေးရတယောက်ယောက်နဲ့ပဲအရင်ဆုံးထိုးသက်ရမယ်လို့ထင်ပါတယ်။ထို့ပေမဲ့လည်းအခင်းချင်းတွေကဘာမှဆူဖြစ်သွားနိုင်တာဖြစ်တဲ့ကြောင့်မလို့ short တွက်ထားလို့တော့မရပါဘူး။ Rainier Derrida ဆိုရင်လေ UFC မှာထိုးတက်ထတာဘယ်လောက်မှမရှိသေးဘူးအဲ့ဒီ fighter ကနောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုရင်လေ top 10တွေက fighter မဟုတ်ဘူးအဲ့ဒီ fighter ကိုအနိုင်ယူပြီးတော့အခုဆိုရင်သူ့အနေနဲ့ number 4နေရာမှာယက်တီနေတဲ့ champion ဟော Robert Whittaker နဲ့ထိုးရမှာပြည့်တဲ့ကြောင့်မလို့ Joshua Van နဲ့ Rainier Derrida လို့အခင်းချင်းမျိုးဖြစ်သွားနိုင်ပါတယ် ေးကြတာတခုကတော့ပရိသတ်တွေနေနဲ့ Joshua Van ရဲ့ UFC Champion ဖြစ်လာမယ့်ပုံရိပ်တွေကိုမကြခင်မှာမြင်တွေ့ရတော့မှာပါ Joshua Van တပွဲတည်းတပွဲလေး Boxing Skill တွေကပုံပုံပြီးကောင်းလာသလို Defense တွေအကုန်လုံး Power Van ကိုအကုန် Speed ရောအကုန်တက်လာတယ်မြင်တွေ့ရပါတယ်ကျွန်တော်တို့မြန်မာပြည်ပေါ်ချင်းဖိုင်တာတယောက်ကို UFC Champion ခပ်ပကြီးနဲ့မြင်တွေ့ရမလားဆိုတာရင်သက်ရှုံမောပဲရပါပဲခင်ဗျာ။ဘာပဲဖြစ်ဖြစ်အခုလိုမျိုးသတင်းထွက်လာတော့ကျွန်တော်နေနေလေရန်ကုန်အံအားသိမ့်မိပါတယ်။ပြည်သက်တွေနေနေလေတကယ်ကိုအံအားသိမ့်မယ်ထင်ပါတယ်။ ။ဒါပဲဖြစ်ဖြစ်ဒီလိုမျိုးပွဲကိုချက်ချင်းပေးတယ်ဆိုတော့ MMA လောကမှာကြုံတော့ကြုံခဲ့ကိစ္စပါ။ promotion တွေနဲ့အ ਨੇ စုံလှလုံးနေမှသာပွဲကိုပြန်ပြီးတော့တည်ပြီးမှဖြစ်ပါတယ်။အခု fan ကတော့ချက်ချင်းကြီးကိုပွဲရသွားတာပါ။တကယ်ကိုအန်အသိစရာလည်းကောင်းပါလေ။ကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့ဘယ်ဖိုင်တာနဲ့ထိုးတက်ရမလဲဆိုတာရှင်သက်ရှုံမောပဲစောင့်ကြည့်ကြရမှာပါခင်ဗျာကျွန်တော်တို့ channel ကလည်းအဲ့ဒီပွဲအကြောင်းထွက်လာတဲ့နေလည်းအမြန်ဆုံးထပ်မံတင်ဆက်ပေးပါအောင်ပါခင်ဗျာ ပိသက်ဒီနေနဲ့လည်းဘသူနဲ့ဖန်ကထိုးတက်ရမယ်လို့ထင်မြင်စမိပါတယ်။မိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြအောင်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ဒါမင်းနေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစီခင်ဗျာ။အားလုံးပဲတာပျော်ရွှင်မြောက်နေနေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။